မြန်လာပါညစီကွာဆောဆောင်မနှုတ်ခွဆက်သွားပါရယ်နိုဝင်ဘာလ15ရက်2025ခုနှစ်စနေနေ့ခရစ်တော်သည်တင်တို့ရဲ့ဖြစ်ကိုလွတ်တကယ်သို့အချင်းချင်းလွတ်ကြလောကောလောသဲဝရဆိုင်ခန်းကြီး3ခန်းငယ်73ကောင်းရှိကအဖြစ်ကိုခရစ်ရဲ့အိမ်တော်ရဲ့တရပတ်အရှိရှိများကိုကျင်းပကြသောအခါအသင်းတော်များကကျွန်တော်ကိုတကြီးရွေးဖိတ်ခေါ်ပါသည်ကျွန်တော်ကခရစ်ရဲ့အိမ်တော်ဝင်ပြုလမ်းညွှန်စာစာကိုရေးသားသောသူဖြစ်၍လာတော့မသိပါ အားကိုး၍ဟောပြောပို့ချခိုင်းရာ ခရီးရဲ့အိမ်နောက်သင်္ကန်းစာများကိုနောက်ဆန်တင်းတင်းကြီးပို့ချရပါသည် ကျွန်တော်အိမ်နောက်မှာလည်းအစဉ်ဖြင့်တာယာချမ်းမြေ့မှုမပြည့်စုံလို့လို့တခါတရံမှာနှောင်ချင်းချရတော့မလို့ရှိခဲ့ပူပါသည်မိတ်ဆွေတယောက်ကရှေးအိမ်မှာပြောစရာကောင်းပါပဲနော်မင်းလေးကျွန်တော်က ပီမိုးနေဆိုတဲ့သူကငွေရှာနီးငွေရှုနီးတွေအတော်ကြီးပြီမဲ့သူကတော့မချမ်းသာရှာဘူးဖြစ်ရပါသည်တခါကအဲ့တင်လာ၍အဲဝင်းပြူရန်ငပြီမကြီးကြီးမြဲမြားကိုဝယ်၍ခဲမလေးကိုချက်ခိုင်းပါသည်ညကလည်းဖြစ်ပြန်မိကပြက်နေအောင်မို့ခဲမတော်ကရှီပလင်းနှင့်အင်ဂျီဝိုင်ပလင်းမားကထဲ့ပြီးချက်ပြီးကကျွန်တော်တို့မသိပါဟင်းချမ်းမဲ့တင်ကိုချကျွင်းလီဟိုးအဝေးကဆရာတော်ခမညာတလုတ်ပဲစားပါသည် ျွန်တော်တို့အားမရပါထို့ကြောင့်ဟင်းအတင်းခတ်ထည့်ပြီးအတင်းစားခ ਾਇ ရရှရာတော်ကိုတင်ချောင်းချက်လို့ဖြစ်နေပါ၏မတိဘဲနဲ့ပြူမိတော့အမားပါရှရာတော်ကလည်းအားနာတသူမှုစကားမြင်းများမပြောကြိုးစား၍စားပါ၏နောက်မှမခံနိုင်တော့၍အိမ်နောက်ဘေးသို့ပြေးထွက်ကာတဝောဝောအံပါ၏ထို့ကားအင်ဂျင်ဝိုင်းနဲ့ရပါသည်ရှရာတော်ကိုရှင်းယုံသူအမြန်ပို့ပေးပြီးနောက်ခင်မတော်ကိုတော့ မထီပါရဲတာမို့သူအမနဲ့စကားများရပါသည်တကယ်တော့ကျွန်တော်ကခိုင်းတာရှုတော့သူမကလည်းမခံပြန်လှန်၍ပြောတာနဲ့ကြားရဲကဆရာတော်ခမရနေမကောင်းမဲနဲ့တောင်းပန်ရှာပါသည်ကျွန်တော်တို့ကသူ့ကိုအားနာ၍ထပ်စကားများရပြန်ပါ၏တော်တော်နဲ့စိတ်မပြေနိုင်ကြပါဘူး သို့တော်လည်းသမီးစာစီနဲ့ကြားဆိုသလိုယခင်ကလေးကနှောင်ချင်းချယုံမကလေးနဲ့များရှာနဲ့သွားဆိုသလိုနောက်တစ်ချိန်မှာရံပြိကြတာအိမ်တော်များစွာမှယုံနေသောကိစ္စဖြစ်ပါ၏သို့တော်လည်းအမျက်မပြေဘဲနေဝင်သွားရင်မရတော့ခရိယံပညာရှိသဖြင့်အကယ်၍များအိမ်သူအိမ်သား၌မပြေလည်ခြင်းမတိုက်ဆိုင်သောစိတ်တော်နှင့်ညှင်းခုံရလေပြန်လည်တင်းမြတ်ဖို့တော့ကြိုးစားရမှာပါအလုံးပြန်ကြီးကောင်းချီးပေးပါစေ